ရေဒီယိုအန်ယူဂျီသောရရှင်များမင်္ဂလာပါခင်ဗျာကုချင်းစပြီး2025ခုနှစ်မေလ၄ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့စီးရီးသတင်းကတော့ကောလင်းနယ်မြို့နယ်မှာစစ်ကောင်စီကလေကြောင်းကနေပုံချဲပြီးစစ်ကြောင်းထိုးနေတာကြောင့်ကလင်းငယ်ပါဝင်၃ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းကောလင်းမြို့နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျပြီးစစ်ကြောင်းထိုးနေတာကြောင့် အသက်ဆယ်နှစ်အရွယ်ကလေးငယ်ပါဝင်အရသာပြည်သူ၃ဦးဒဏ်ရာရသွားတယ်လို့ဒေတာသတင်းရင်းမြစ်တွေက ပြောပါတယ်။တရုတ်လေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စင်းကမနေ့ကမေလ၃ရက်နေ့ည9:00နာရီဝန်းကျင်မှာကောလင်းမြို့နောက်ဘက်ခြမ်းကိုနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ကောလင်းခရိုင်အမှတ်နှစ်တရင်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့ Jet Fighter ကကောလင်းမြို့နယ်နောက်ဘက်ခြမ်းအုတ်ကန်စာတင်ကျောင်းပေါ်ဘုံဒီကျဲချခဲ့တယ်လို့တူနာကြီးရွာမှာရှိတဲ့စေယုံကိုရွေကျဲရှိရှိပြတ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ အရိတိုက်ခတ်မှုကြောင့်စိုင်းဒူးကျေးရွာကအသက်35နှစ်အရွယ်ဆစ်ဆောင်မျိုးသားတူဘုံစားထိမှန်တရားရခဲ့တယ်လို့အသက်10နှစ်ခန့်အရွယ်မိန်ကလေးတူလည်းတရားရသွားတယ်လို့ကောလင်းခင်အမှတ်နှစ်တရင်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်ဒီကနေ့မေလ4ရက်နေ့မနက်စောပိုင်းမှာလည်းကောလင်းမျိုးတဲကနေမြို့အရှိတောင်ဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့တော်လိုင်းတပ်တွေတာရွာအနီးမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးရွာသားတူကြီးထိမှန်ထားတယ်လို့ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ကောလင်း info ကထုတ်ပြန်ထားပါတယ်။ အရေးစစ်ကောင်စီတပ်ဖွဲ့ဟာမနက်၈နာရီခန့်မှာကောလင်းမြို့နယ်ပြန်ဝင်သွားတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီဟာကောလင်းခရိုင်ထဲမှာရှိတဲ့မြို့နယ်တွေကရဲသားပြည်သူတွေနေထိုင်ရာခြေရွာတွေကိုတိုက်ပွဲဖြစ်တာမရှိဘဲရွေကျဲရှိရှိနဲ့လေကြောင်းကနေဘုံကျဲတိုက်ခတ်နေတယ်လို့လည်းဒေတာရင်းသတင်းတွေကသိရပါဗျခင်ဗျာ။အခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ကူလီတက်ကို short တိုက်ဒုံးနဲ့တိုက်ခတ်မှုမှာလီတက်အရာရှိတွေပါဝင်၁၂ဦးသေဆုံးပြီးအဆောက်အုံတွေမိလောင်ပျက်စီးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ်ပဲခူးတိုင်းတောင်ကုန်းခရိုင်မှာရှိတဲ့အကြံပတ်စစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ကုန်းလေတပ်ကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခတ်ရမှာလေတပ်ရဲမီနဲ့လေတပ်အရာရှိတွေပါဝင်၁၁ဦးသေဆုံးပြီးအဆောက်အုံတွေမိလောင်ပျက်စီးသွားတယ်လို့ Brave Warriors for Myanmar BWM ဖွဲ့ကဒီကနေ့မေလ၄ရက်နေ့မှာထုတ်ပြန်ပါတယ် BWM ဖွဲ့နဲ့မားမိတ်တွေဖြစ်တဲ့ MKCDF ACPLF နဲ့တန်တောင်မြောင်ပိုင်းအထူးဒေသဖွဲ့တို့ကပူးပေါင်းပြီး တောင်ပိုင်းနဲ့စစ်တနာကြုံနဲ့တောင်ကူကီရုမတီလေဒါစကန်ကိုအီဗီလာ30နေကတိုက်ခတ်ခဲ့တာနဲ့ပတ်သက်လို့အတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။တောင်ပိုင်းနဲ့စစ်တနာကြုံနဲ့တောင်ကူကီရုမတီလေဒါစကန်ကို BWN Mission 35နဲ့36အဖြစ် short တိုက်တွန်းဆက်လေးလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခတ်မှုမှာတောင်ပိုင်းတိုင်းစစ်တနာကြုံတိုင်းရုံစစ်ဦးစီးဌာနရှိရာအဆောက်အုံဘက်ချမ်းထိခိုက်ပျက်စီးခဲ့ပြီးတိုင်းငွေစင်းရုံနဲ့စခန်းရုံနေရာအချို့အပါအဝင်လေထက်ရာခံပုံနဲ့အချက်ကြီးလိုင်းကန်းကအိမ်နှလုံးအရာရှိလိုင်းကန်းကအိမ်နှလုံးမိလောင်ပျက်စီးခဲ့တယ်လို့ဆိုပါလေ ဒါပြင်လေရက်ရဲမေ2ဦးအပါအဝင်လေရက်ရရှိ3ဦးနဲ့အခြားဆင့်စစ်သည်8ဦးတေဆုံးကာအရာရှိ9ဦးနဲ့အခြားဆင့်စစ်သည်12ဦးစိုးရင်ရတဲ့ပြင်းထန်ဒဏ်ရာရရှိသွားပြီးလေရက်3မော်တော်ယာဉ်2စီးမိလောင်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တောင်ဦးလေးတဲ့တွင်မှာလည်းလေရင်တူလောင်ရုံအဆောက်အုံပါဝင်အဆောက်အုံနှလုံးပျက်စီးခဲ့ပြီးလေထက်အရာရှိနဲ့စစ်တီအချို့တေဆုံးတာပြင်းထန်ဒဏ်ရာရတာတွေရှိတယ်လို့သိထားပေမဲ့စစ်ကောင်စီဘက်ကသတင်းဖုံးထားတာနဲ့တားမြစ်ကန့်သက်တာတွေရှိနေတဲ့အတွက် ထိခိုက်သေးဆုံးမှုကိန်းဂဏန်းအချက်အလက်တွေအတိအကျဖော်ပြလို့မရနိုင်သေးဘူးလို့ Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတွေကပြောပါတယ်။အခုရရှိထားတဲ့အချက်အလက်တွေဟာ BWM အဖွဲ့ကလလန်းမီတလောက်စုံစမ်းထောက်လှမ်းရရှိထားတာတွေကိုစူးစီးထုတ်ပြန်ထားတာလို့သိရပါပါတယ်ခင်ဗျာ။အခုတစ်ခါတိုက်ကြီးမြို့မှာရဲစခန်းကိုအဝေးဒိမ်းမိုင်းနဲ့ပေါက်ခွဲတိုက်ခတ်တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ကမြို့မှာရဲစခန်းကိုအဝေးဒိမ်းမိုင်းနဲ့ပေါက်ခွဲတိုက်ခတ်ခဲ့တယ်လို့ရန်ကုန်အာမေဖွဲ့ကပြောပါတယ်။ တိုက်ကြီးမြို့မှာရဲစခန်းကိုပြင်းရမြင့်ဝေးတိန်မိုင်း၃လုံးမှာလက်ပြပုံးကပ်ပြီးမနေ့ကမေလ၃ရက်နေ့ကည09:25မိနစ်ခန့်အချိန်မှာဖောက်ခွဲတိုက်ခတ်ခဲ့တာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခေပတ်ကဖားတို့ပူးပေါင်းကထိထိရောက်ရောက်ပြစ်ခတ်တိုက်ခတ်နိုင်ခဲ့တာဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုဖြစ်ပြီးချိန်မှာအင်ဇင်းစစ်တာတွေနဲ့စစ်ဆေးတာတွေလုခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေဘေးကင်းတယ်လို့သိရပါတယ်။ ရန်ကုန်အာမီ YA အနေနဲ့ဆီယနာရှင် မပြုတ်မကြမချင်းစစ်ရေးပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမှာကတော့စိတ်ဖြူကနေကပါစ21ဘတ်ထွက်လာတဲ့စစ်ကား2စီးကိုကြားပြတ်တိုက်ခတ်မှုမှာစစ်သား12ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းစိတ်ဖြူမြို့ကနေကာကွယ်ပစ္စည်းစက်ရုံကပါစ21ဘတ်ထွက်လာတဲ့စစ်ကား2စီးကိုကြားပြတ်တိုက်ခတ်ခဲ့ရမှာစစ်သား12ဦးသေဆုံးပြီး3ဦးထဏ်ရာသွားတယ်လို့ပခုတ်ကူခရိုင်အမှတ်လေးတပ်ရင်းတပ်ခွဲတဲ့ CAF SPU PDF ကဒီနေ့မေလ၄ရက်မှာထုတ်ပြန်ပါတယ်။ EBL 29ရက်နေ့ကတိုက်ပွဲနဲ့ပတ်သက်လို့ပခုတ်ကူခဲအမှတ်၄တက်ရင်တက်ခွက်တဲ့ CF SPU PDF ကထုတ်ပြန်လာတာဖြစ်ပါတယ်။စိတ်ဖြူကနေကာဘာစာ21ပတ်တက်လာတဲ့စစ်ကား၂စီးကိုတော်လိုင်းတက်ဖွဲ့တွေစောင့်ကြိုတိုက်ခတ်ခဲ့ရမှာ RPG ချိုးရင်းသွားတာကြောင့်လက်နက်ငယ်တွေနဲ့ပဲပြစ်ခတ်တိုက်ခတ်ခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီလိုတိုက်ခတ်ရမှာစစ်ကားတစ်စီးဟာလမ်းဘေးထိုးရပြီးပြန်လည်ပြစ်ခတ်တာကြောင့်အပြန်အလှန်ပြစ်ခတ်တဲ့တိုက်ပွဲမိနစ်30ခန့်ကြာခဲ့တယ်လို့သိရပါတယ်။ ရန်သူစစ်ကောင်စီကရှိတဲ့နေရာကိုတော်လိုင်းတက်တွေအနီးကပ်ဝင်လုံးတဲ့အချိန်မှာပြည်သူကာကွယ်ရဲဘော်တယောက်ကြီထိမှန်နာရှိခဲ့ပေမဲ့ဒဏ်ရာရရဲဘော်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီဘက်ကစစ်ကူရောက်လာချိန်မှာတော်လိုင်းတက်ဘက်ကရဲဘော်တွေကြီးအင်အားနဲ့လက်နက်ချွေးဝင်းချက်တွေကြောင်းပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရန်သူစစ်ကောင်စီဘက်က12ဦးသေဆုံးပြီး3ဦးပြင်းထန်ဒဏ်ရာရသွားအောင်ပခုတ်ကူခရိုင်အမှတ်လေးတရင်တက်ခွက်တက်တက်ခွက်နှစ်နဲ့ပခုတ်ကူခရိုင်အမှတ်၈တရင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါလေခင်ဗျာ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စီးရီးသတင်းကတော့ရန်ကုန်မော်ဒယ်ပင်ကားလမ်းပေါ်ကမူကောင်တရာဒုတိယကြိမ်မိုင်းခွဲခံရပြီးကျိုးကျပျက်စီးဆိုတဲ့သတင်းပဲဖြစ်ပါလေ။မုံမီနဲ့တထုံမြို့နယ်ကိုဖြတ်တန်းသွားတဲ့မော်ဒယ်ပင်တထုံရန်ကုန်ပြည်တော်စုကားလမ်းမပေါ်ကမူကောင်တရာမနေ့ကညကမိုင်းခွဲခံရတာကြောင့်ပျို့ချပျက်စီးသွားတယ်လို့ဒေသနေပြည်သူတွေကပြောပါလေ။မနေ့ကမေလ3ရက်နေ့ည7:00နာရီချိန်မှာမူကောင်တရာမိုင်းခွဲခံရတာဖြစ်ပြီးမနေ့ကဖေဖော်ဝါရီလကုန်ကလည်းမိုင်းခွဲခံရဘူးတယ်လို့ဆိုပါတယ်။ အခုဒီချိန်မိုင်းခွဲဖြက်စီးခံရတာကြောင့်တရားဟာအပိုင်းပိုင်းဖြစ်သွားတယ်လို့လည်းလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံမှတ်တမ်းတွေရသိရပါတယ်။မိုင်းခွဲခံရတဲ့တရားနီးမှရှိတဲ့ကျေးရွာနေပြည်သူတွေအဆိုအရဒီဒီချိန်မိုင်းခွဲခံရတာဟာပထမအချိန်ကထက်ပုံမှုပြင်းထန်ပြီးတရားပြစီမှုဟာလည်းပုံမှုဆိုးရွားတယ်လို့ပြောဆိုကြပါတယ်။အခုလိုမိုင်းခွဲဖြက်စီးခံရတာကြောင့်ဒေသနေပြည်သူတွေဆေးရုံဆေးကန်းသွားဖို့ခက်ခဲသွားတယ်လို့ခီးသွားပြည်သူတွေအတွက်လည်းအခက်အခဲဖြစ်ရတယ်လို့သိရပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ